ိုးကိုလက်ညှိုးထိုးပြီးမပြောမပြဖို့လောင်မှတစ်ဖက်ကဖိအားပေးတာတွေ့တယ်ဒါတွေကကြီးနိုင်ငယ်ညင်းပုံစံမျိုးတွေတက်ရောက်မိုက်ကြီးခွဲနေတာပေါ့နော်ကရင်မျိုးသားတော်လှန်ရေးလှုပ်ရှားမှုဟာကရင်လူမျိုးတွေရဲ့ရည်မှန်းချက်နဲ့အိမ်မက်ဖြစ်တဲ့ကော်တူးလေနိုင်ငံထူထောင်ခြင်းဖြစ်တယ်လို့ကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌပရိုဆောကွယ်ထူဝင်ကပြောပါတယ်ကော်တူးလေနိုင်ငံထူထောင်မယ်ဆိုရင်ရခိုင်ကလည်းရခိုင်နိုင်ငံထူထောင်မယ် လောင်ကလည်းပလောင်နိုင်ငံထူထောင်မယ်ရှမ်းကလည်းရှမ်းနိုင်ငံထူထောင်မယ်ဗျပအိုးကလည်းပအိုးနိုင်ငံထူထောင်မယ်တိုင်းဒေသ135မျိုးလုံးကနိုင်ငံထူထောင်မယ်လို့អော်ចိုင်းလာပါရှင်းပြ channel နဲ့ကြိုဆိုလိုက်ပါတယ်ဒါကတော့ TNN နဲ့ KNA နဲ့ဖြစ်နေတဲ့ video file ပဲဖြစ်ပါတယ်ဒီပြလား

ရဲပေါ်ဒီဘက်ကတော့ TNNA ကရဲပေါ် TN အခုလက်ရှိဗီဒီယိုဖိုင်ထဲမှာမြင်တွေ့ရတဲ့အတိုင်း TNNA ကရဲပေါ်ကမင်းတီလာပလောင်ပြင်းနေဆိုတာမရှိဘူးမင်းတီလာမင်းပြောကြည့်လိုက်လေပလောင်ပြင်းနေမရှိဘူးမင်းပြောကြည့်လိုက်လေဆိုပြီးတော့အဲမိုက်ကြီးခွဲနေတာပေါ့နော်ဒီဘက်ကတော့ KNA ရဲပေါ်ဟုတ်ကဲ့ဟုတ်ကဲ့ကားလေဟုတ်ကဲ့ကားလေဟုတ်ကဲ့ဒီပလောင်ပြင်းနေမရှိဘူးလို့ပြောတာအန်တော့ခက်ရောင်းနေရှိမရှိဘူးလို့ပြောကြပြောကြည့်ပလောင်ပြင်းနေမရှိဘူးဆိုတော့ပါးစပ်ပြောကြည့် ကြားပါနော်ပြောကြည့်တဲ့ပလောင်ပီနဲ့ပြီးနဲ့မရှိဘူးဆိုတဲ့ပါဇက်ပြောကြည့်လို့ပြောနေတယ်တော့ကြံဘခေါင်းလုံးလူကြီးခွန်ပြန်အနောက်မှာလဲဆူညံနေကြတယ်အလုံးကြားကြားတဲ့အတိုင်းပဲစကားညံနေကြတယ်ဒီထဲမှာတွေ့ရတဲ့တော့ကတော့ KIA ကရဲဘော်ကတော့အဲကြည့်ပါဦးနိုင်နေတဲ့ပုံစံမျိုးပေါ့နော်တချင်းပြင်းနေရှိတယ်မလား ဘာလို့လဲမတော့အုပ်ချုပ်နိုင်နေတာတော့ဟုတ်တယ်ပြောရမယ်နော်ဒီကဘာနဲ့လူကြီးနဲ့ပြောရဘာဖြစ်လို့တော့မအုပ်ချုပ်နိုင်နေတာလဲဟမ်ဘာဖြစ်လို့တံမျိုးနေရမှာလဲနှုတ်ဆက်တယ်လေအဲ့ဒီပြည်သူတွေငါတို့ဒီကနေမင်းတို့ဒီကမလို့ရဒီကမလို့ရငါတို့လာပြောဖို့တာလေလာခိုင်းဦးလေလာလေလာလာငါပြောရုံနဲ့ဘာမလို့လားငါပြောမယ်ပြည်သူကငါမဲအောင်မယ်ဟေး ူလေးကတူတူလို့ဟုတ်လားကျွန်တော်တို့ကခင်ရတယ်ငါတို့လူမျိုးလည်းမခွဲခြားဘူးဦးလေးတော့ဒီမှာနေတာကျွန်တော်တို့ကဦးလေးတော့စီမံစံတပီလူတယောက်လို့လို့အပ်ခေါ်ဘူးလားဒါဆိုတော့ငါတို့ရဲ့အုပ်ချုပ်မှုကအောင်မြင်တယ်ကဲမင်းတို့ကဘာဖြစ်လို့လဲရှောက်ချင်နေတာလဲပြင်းနေလားမပြောနဲ့ချင်နော်ဒီမှာတိုက်ခဲတာ ။တရားအနေဘက်ကပြောတာတော့ဒီဘက်ကယွာသားကိုခေါ်ပြီးတော့ပေါ့နော်။သူတို့ကမှအောက်ချုပ်နေတာသူတို့စန္ဒပြည်လူတယောက်လှုပ်ရပြီးခေါ်ဘူးလားမေးတာ။ဒီပြည်သူကတော့မခေါ်ဘူးပြောတယ်။အဲ့တော့တွေ့ဒီ TNN ပြောတာက KNA ကရဲဘော်ကိုမင်းတို့ဘာလို့လာအောက်ချုပ်တာလဲငါတို့အောက်ချုပ်နေတဲ့စင်ပြင်းနေတဲ့ဟာကိုပြန်ပြောတာပဲဖြစ်တယ်စစ်ကောင်စီလာတော့ငါလုံးမာတာမျက်နာတော့မဖော်ရတဲ့ကောင်တွေကအခုကြမှာစစ်ကောင်စီနေငါတို့ခုမှလာတော့လက်တရှိလက်ဝဲထက်ဘူးလက်ပါတယ်ဘာလဲလက်မပါနဲ့လက်မပါနဲ့လက်မယုံမဖော်နဲ့ဘာလဲလက်ကိုပါဇက်ကိုငါတို့ဘိုးကြီးကို 오케이, 나좀 보시고 변해. 들어, 찍어, 들어. 아, 저거, 야, 야, 야. 부산에 변. 찍어, 이래, 저러고, 저러고. 그때 남자 불러요. 예? မပြောတော့ဘူးဘာသာမန်တာမန်တာဘာသာမန်တာစီကောင်စီရှိတာမဟုတ်ဘူးเนาะမင်းတို့လာချင်တယ်မဟာမိတ်ဆိုတဲ့ဆက်တိုင်းရမျိုးရှိတယ်เนาะမင်းတို့လာချင်တယ်ဆိုတော့ငါတို့ကျင်းနပ်ဖို့လေငါတို့ခုပြချက်ရှိဖို့ခုပြချက်မရှိဘူးလားဝင်လာတဲ့လူကြီးเนาะဟောလာမပြောဘူးမနက်လေဟဲ့ကိုမင်းတို့အဲ့ဒီခါလေအကြောင်းမလာမှာဒီဗီဒီယိုဖိုင်ကတော့အောက်ခြေနေမြေမှာ ဘာဖြစ်တာလဲဘဒုဘက်ကဖြစ်တဲ့ပြဿနာတော့နေမီလုတာအဲ့တော့ဘဒုဘက်ကမှန်လဲ TNN ဘက်ကမှန်လား KIA ဘက်ကမှန်လားဆိုတော့ကျွန်တော်တို့ခွဲခြားအတိပြုလို့မရဘူးဒါပေမဲ့ဗီဒီယိုထဲမှာဖြစ်နေတဲ့ပုံစံအတိုင်းမြင်ရတာတော့အဆင်မပြေဘူးဘာဖြစ်လို့လဲ TNN ရဲ့ရဲဘော်တွေလည်းစစ်ကောင်စီကိုအာဏာရှင်ကိုတော်လှန်နေတဲ့ရဲဘော်တွေဖြစ်တယ် KIA ရဲဘော်တွေလည်းအာဏာရှင်ကိုတော်လှန်နေတဲ့ရဲဘော်တွေဖြစ်တယ်အဲ့တော့အာဏာရှင်ကိုတော်လှန်နေတဲ့အတူတူမဟာမိတ်တွေတဲ့အတူတူဒီလိုမျိုးစကားများတယ်နောက်တစ်ခုက TNN အနေနဲ့အခုလိုမျိုးအပေါ်ဈေးကပြောနေတာတွေ့တယ်အဲ့တော့ကျွန်တော်တို့တော်လှန်ရေးမှာစစ်တပ်တစ်ခုမှာခုနကပြောသလို COC ဆိုတာရှိတယ်ဒါပေမဲ့တစ်ဖက်အဖွဲ့ဈေးကတစ်ဖက်အဖွဲ့ဈေးကိုတွားပြီးတော့အမိတ်ပေးပိုင်ခွင့်မရှိဘူးအဲ့တော့ဒီတန်းမှာတွေ့တဲ့အဟာ TNN ကဘိုလ်ဖြစ်လိုက်မယ် KIA ဘက်ကငယ်သားဖြစ်လိမ့်မယ်အဲ့တော့ဘိုလ်ကိုလက်ညှိုးထိုးပြီးမပြောမပြဖို့လောက်မှတစ်ဖက်ကဖိအားပေးတာတွေ့တယ်ဒါတွေကကြီးနိုင်ငယ်ညင်းပုံစံမျိုးတွေတက်ရောက် အဲ့တော့ DNA ဘက်ကမှန်လား KNA ဘက်ကမှန်လားကိုအတာထားလိုက်အားလုံးကရဲဘော်ရဲဘက်စိတ်ထဲနဲ့တွားရမယ်တစ်ချက်နောက်တစ်ချက်ကတော့ DNA နဲ့အခု KNA နဲ့ခဏခဏပြဿနာတွေဖြစ်တယ်အောက်ရှိမှာအဲ့ဒီဟာအားလုံးရဲ့လိုအပ်ချက်ကတော့နှစ်ဖက်ခေါင်းဆောင်နေလို့ကျွန်တော်ယူဆတယ်ဘာဖြစ်လို့လဲအောက်ချင်မှာရဲဘော်ရဲဘော်ချင်းဘာပြဿနာမှမရှင်းခိုင်းတာအကောင်းဆုံးပဲထိတွေ့မှုဖြစ်တယ်ရင်ဆိုင်မှုဖြစ်တယ်ညင်းကခုံရမှဒီအောက်ကရဲဘော်တွေအလုပ်ပုံတွေးတဲ့နေရာမှာရက်တက်နေရမယ် အဲ့ဒီဟာအားလုံးကိုနှစ်ဖက်လုံးကအပေါ်တင်ပြရမယ်အပေါ်ကလူကြီးချင်းစကားပြပြီးစကားပြောပြီးသုံးပြချက်ချလိုက်မယ်ဆိုရင်အောက်ခြေမှာဒီလိုမျိုးလူမျိုးရေးအမုန်းတရားတွေခွဲခြားမှုတွေဖြစ်ပေါ်လာစေအကြောင်းမရှိဘူးအဲ့တော့ဒီလိုပြဿနာမျိုးတွေကဘာဖြစ်သွားနိုင်လဲဆိုတော့တစတစနဲ့လူမျိုးရေးမျိုးကိုကူးတွန်းနိုင်တယ်ကျွန်တော်တိုင်းပြည်မှာအင်မတန်ထိလွယ်ရှလွယ်တဲ့အရာကဘာသာရေးနဲ့လူမျိုးရေးအဲ့တော့ဒီကိစ္စတွေကတစ်ခုနဲ့တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ဘူးအဲ့တော့အောက်ချက်မှာဒီလိုထိတွေ့မှုတွေကိုလွတ်ထားလိုက်မယ်ဆိုရင် ောက်ချင်ရဲဘော်တွေဆိုတာအခုလိုမျိုးတုလူမျိုးငါလူမျိုးတုနေရငါနေရဆိုတဲ့အစွဲတွေနဲ့စကားပြောကြမှာရင်ဆိုင်ကြမှာအဲ့တော့အမှားတွေဆိုတာပါလာကြပြီအဲ့တော့ဒီလိုမျိုးတွေမဖြစ်ဖို့အတွက်နှစ်ဖက်အရာရှိတွေအနေနဲ့ကအမိတ်ထုတ်ထားတဲ့အ ਨੇ ဆုံးနေမြင်မှုပေါ့ဒီနေမြင်တစ်ခုမှအကြီးဆုံးမတူလေတစ်ဖက်ကလည်းထိတွေ့မှုဖြစ်ပြီးရင်ဆိုင်မှုဖြစ်ပြီးဆိုရင်အောက်ချင်မှာရဲဘော်ချင်းဘာမှစကားမပြောခိုင်းစရာအကြောင်းမရှိဘူးနှစ်ဖက်လုံးသတင်းပို့နော် အဒီနေမြေမှာအကြီးဆုံးခေါင်းဆောင်တွေထိတွေ့ခိုင်းလိုက်ဒါဆိုရင်အောက်ခြေချင်းအခုလိုမျိုးမင်းပါလူမျိုးငါပါလူမျိုးမင်းနေရငါနေရလှုပ်ပြီးတော့အငင်းပွားစရာအကြောင်းမရှိဘူးခမားတို့တွေအဲ့လိုတွေဖြစ်နေတာကရန်သူဖြစ်တဲ့စစ်ကောင်စီအကြိုက်ပြအဲ့တော့ဒီတော်လှန်ရေးဟာလူမျိုးတစ်ခုတည်းအတွက်ဒေသတစ်ခုတည်းအတွက်တော်လှန်နေတဲ့တော်လှန်ရေးမဟုတ်ဘူးဆိုတာကိုတော်လှန်ရေးမှာလက်နက်ကင်ထားတဲ့လူတွေအားလုံးသဘောပေါက်ဖို့လိုအပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ငါနေရငါဒေသငါလူမျိုးလောက်ပဲ တွေးနေမယ်ဆိုရင်တော့ခမားတို့ရဲ့တော်လှန်ရေးကမူမှန်တဲ့တော်လှန်ရေးမဟုတ်ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးချိန်နေတယ်အဲ့တော့တနိုင်ငံလုံးလွတ်မြောက်တဲ့စိတ်ထားနိုင်မှဒါကြောင့်မလို့နော်ဘုဒ္ဓဂွန်မော်တို့ဘုဒ္ဓဖုံးမျက်နှာကြီးတို့ပြောနေတာတနိုင်ငံလုံးအတွက်တနိုင်ငံလုံးအတွက်ပြောနေတာပြောခြင်းလို့ပြောနေကြတာမဟုတ်ဘူးအားလုံးလွတ်မြောက်ဖို့အတွက်စီးလုံးမှုကိုတည်ဆောက်ဖို့အတွက်ဝိုင်းပြောပေးနေတာနော်အဲ့တော့အပေါ်ကခေါင်းဆောင်နေတော့အဲ့လိုပြောပြီးတော့လမ်းကြောင်းခင်းပြနေတဲ့အချိန်မှာအောက်ကတက်မှုတွေအနေနဲ့က ီသဘောတရားကိုသဘောပေါက်ဖို့လိုအပ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေရာနေဆရာလောက်တာမဟုတ်ပါဘူးအားလုံးဟာဒီနိုင်ငံသားတွေခမရလို့လည်းအာနာရှင်တော်လှန်တာကျွန်တော်တို့လည်းအာနာရှင်တော်လှန်အားလုံးကအာနာရှင်တော်လှန်တာဖြစ်တဲ့အတွက်ပခုံးဖက်ပြီးတော့ကိုလှုပ်အစားမဲ့ထမင်းလှုပ်ကိုတယောက်တော့ဝက်စားမဲ့လူမျိုးတွေအငင်းပွားပြီးရံဖြစ်ကမဲ့လူတွေမဟုတ်ဘူးရှက်စရာကြီးဒါဟုတ်တိဖို့လိုတယ်ဒါကြောင့်မလို့နယ်မြေမှာထိတွေ့မှုဖြစ်တာနဲ့အောက်ခြေတိုင်ရင်တပ်ဖွဲ့ငယ်သားတွေဘာမှပြောခိုင်းမပြောခိုင်းနဲ့မငင်းခိုင်းနဲ့ အ ਨੇ ဆုံးကနေပြည်မှာအကြီးဆုံးနေပြည်မှုအဆင့်လောက်ကနေနော်သူ့ဘက်နေပြည်မှုကိုယ့်ဘက်နေမှုလားနှစ်ခုရင်းဆိုင်အဲ့နေပြည်မှုနှစ်ယောက်ကညှိလို့နှိုင်းလို့မရဘူးလားတဖြည်းဖြည်းနဲ့အပေါ်ပဟိုဆက်တက်သွားကြီးဒါဆိုလို့ရှိရင်အခုလိုလူမျိုးခွဲခြားမှုတွေဖြစ်လာစရာအကြောင်းမရှိဘူးနော် KNU KNU ကထုတ်ပြန်တဲ့ဟာကော်တူးလေနိုင်ငံဆိုတဲ့ကိစ္စအဲ့တော့ကျွန်တော်တို့ရခိုင်တပ်တော် AA လဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံရခိုင်တပ်တော်ကိုစတင်တီထောင်တဲ့အချိန်မှကြီး အဖန့်ရခိုင်နိုင်ငံထူထောင်မဲ့ဝေးဆိုတဲ့စကားနဲ့စီးလုံးညီရဲကိုတိဆောက်ခဲ့ရတာအဲ့ဒီစကားတစ်လုံးအောက်မှာရခိုင်ပြည်သူတွေအားလုံးကကြွေစင်းခဲ့ရတာဘာဖြစ်လို့လဲလူမျိုးရဲ့မျိုးချစ်စိတ်ကိုကျွန်တော်တို့ကထက်တန်ကြတယ်မြန်မာပြည်မှာရှိတဲ့ဘာလူမျိုးဖြစ်နေကိုယ့်လူမျိုးမျိုးချစ်စိတ်ထက်တန်ကြတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးခေါင်းထဲထည့်ထားမှဒီဒီနေ့အချိန်အခါမှာသူများနိုင်ငံတွေကကဘာကြီးကိုရွာအပြစ်လုပ်နေပြီ ခမားတို့ကျွန်တော်တို့ကကြောက်ခစ်အတွေးခေါ်တနိုင်ငံနဲ့တန်းအချင်းချင်းမှမင်းကဘာလို့မျိုးငါကဘာလို့မျိုးလုံနေကြမယ်ဆိုရင်ကျွန်တော်တို့ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးနော်အဲ့တော့ဒီနေ့ကော်တူးလေဆိုတဲ့ထုတ်ပြန်ချက်ကို KNU ကထုတ်ပြန်တာကကော်တူးလေဒီနေဆိုတဲ့စကားလုံးထုတ်ပြန်တာဒါကိုခစ်တင်မီဒီယာကနော်အကောင့်လွဲပြီးတော့ကော်တူးလေနိုင်ငံဆိုပြီးတော့တင်လိုက်တဲ့အတွေ့ KNU ကနေအခုတခါပြန်လဲစာထုတ်တယ်ခစ်တင်မီဒီယာအနေနဲ့ ကော်တူးလေနိုင်ငံဆိုတော့ပြန်လဲပြင်ဆင်ပြီးတော့ကော်တူးလေပြည်နယ်အတွက် KNU ကဒီရှေ့ချမှတ်ထားတဲ့မူဝါဒလမ်းစဉ်မှာကော်တူးလေပြည်နယ်ရှင်းရင်းပြောရင်တော့ Federal Unit Federal ပြည်နယ်တစ်ခုဖြစ်အောင်ရှေ့ဆက်သွားမယ်ဆိုတဲ့မူဝါဒကိုပြောတာကော်တူးလေဆိုရဘယ်တော့တိဆောက်မယ်ဆိုတော့တိဆောက်ဖို့လုံးဝဆိုင်းပြင်းနေတာဆိုတာမှန်တယ်ဒါကလုပ်ငန်းစဉ်ထဲမှာပဲရှိတယ်ဒါပေမဲ့အဲ့ဒီလုပ်ငန်းစဉ်ရှေ့ဆက်ရအောင်တော့အထက်မှာပြည်စည်းလို့ပြောလို့ရတယ်ဆိုပေမဲ့လို့တကယ်တမ်းနေ့အတိအကျပြောလာတဲ့အခါမှာကျွန်တော်တို့ပြောရတယ်တော့ခက်ပါသေးတယ်2025ရဲ့မှာ ဖြစ်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်2026ကုလိုက်လည်းဖြစ်လည်းဖြစ်လည်းဖြစ်နိုင်တယ်ဒါပေမဲ့တခုတည်ချပြောနေတာတော့ကော်ပိုရေးအစိုးရအနေပြီးတော့ကျွန်တော်တို့ပြည်ထောင်စုထဲမှာအဖွဲ့ဝင်တခုအနေနဲ့ကျွန်တော်တို့ပေါ်ဆောင်ရမယ့်ပြည်ထောင်စုကြီးထဲမှာတော့ကျွန်တော်တို့ပါမတည်ကြတယ်ကျွန်တော်တို့ကအော်အဖွဲ့ဝင်တခုအနေနဲ့ကော်တူးလေးပြည်ဆိုပြီးတော့ကော်တူးလေးအစိုးရတရက်အနေနဲ့တည်ကြတာတော့ကျွန်တော်တို့ထုတ်ပြန်ကြေမှာတည်တည်ကြပဲဒါကလာမယ့်မဝေးအနာဂတ်မှာကျွန်တော်တို့တကယ်ကိုအော်လော့ဆောင်တော့မှာဖြစ်တယ်အဲ့လိုအတိပေးပြရစို့အဲ့ဒါကို UNN ခစ်တင်မီဒီယာက ကော်တူးလေးနိုင်ငံထူထောင်မယ်ဆိုတဲ့စကလုံးနဲ့မှားယွင်းစွာဘာသာပြန်ပြီးတော့တည်င်းတင်လိုက်တဲ့အတွက်အောက်ခြေမှာပြည်သူတွေကြားတဲ့ပွတ်တိုက်မှုတွေပွက်လောရိုက်မှုတွေထွက်ပေါ်လာတာဖြစ်တယ်လို့ KNU ကပြန်လဲစာထုတ်လိုက်ပါတယ်အဲ့တော့ KNU ကဒီလိုစာထုတ်တဲ့အပေါ်ကိုလည်းတစ်ဖက်တချို့ကရင်ဟိုကရင်ကရင်ဘက်အချမ်းတချို့ဒီ Facebook အကောင့်တွေကတင်တာတွေ့တယ်အဲ့ဒါဘာလဲဆိုတော့အဲလွတ်လပ်စွာပြောပိုင်ခွင့်ရှိတယ်ပေါ့လွတ်လပ်စွာ အဲခါလောက်တင်မှရင်လောက်အဲရင်လောက်တင်မှခါလောက်ချက်မှကော်တူးတဲ့နိုင်ငံဆိုတော့ပြောလို့ရတယ်ပေါ့ဆိုတော့အဲ့ဒါလို့ပြောနေကြတာတွေ့တယ်အဲ့တော့မှန်ပါတယ်လွတ်လပ်စွာလူတိုင်းပြောခွင့်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ပြောသလိုကော်တူးတဲ့နိုင်ငံထူထောင်မယ်ဆိုရင်ရခိုင်ကလည်းရခိုင်နိုင်ငံထူထောင်မယ်ပလောင်ကလည်းပလောင်နိုင်ငံထူထောင်မယ်ရှမ်းကလည်းရှမ်းနိုင်ငံထူထောင်မယ်ဗျပအိုးကလည်းပအိုးနိုင်ငံထူထောင်မယ်တိုင်းဒေသ135မျိုးလုံးကနိုင်ငံထူထောင်မယ်လို့ဩကြရင်ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်းရောက်မှာလား ။ငါကင်ရန်ယူအင်အားရှိတယ်လက်နက်ရှိတယ်ငါလည်းဝလို့လုပ်မယ်။ဝဆိုသွားမမက်မောနဲ့တော့ဝအခိုက်အတန့်။ခမရတို့ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ဖြစ်သွားမယ်။တကယ်မှန်ကန်တဲ့ဖွဲ့စည်းပုံရောက်သွားမယ်ဆိုရင်ဝဟာတည်မြဲမယ်ထင်လား။အခုအတိုင်းဝဆက်သွားလို့ရမယ်ထင်လား။အဲ့တော့ဝါအားကျเสียမှဟုတ်ဘူးတည်ငဲတဲ့အရာမဟုတ်ဘူးကွာလက်ရှိဝါရှောက်နှမ်းနေတဲ့လမ်းဟာခုနှစ်ကပြောသလိုတူများလက်အောက်မှာရှိတယ်ဝါပြင်းနေလွတ်လပ်ဆက်မူရသေးတာမဟုတ်ဘူး ရှင်ချင်းပြောရင်အဝတ်ပြင်းနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတယ်ဆိုတာဟာကျွန်တော်တို့ပြောမယ်အဲ့နေရာမှာအရန်အရေးကြီးတဲ့အရာတခုရှိတယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကအဲ့ဒီ data မှာရှိတဲ့လက်နက်ကံရံအုပ်ချုပ်တာကိုယ်ပိုင်အုပ်ချုပ်ခွင့်မဟုတ်ဘူးနော်ဝတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုဝတ်ပြည်သူတွေစီမှာအာဏာရှိပြီလားရခိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုရခိုင်ပြည်သူတွေရှိမှာအာဏာရှိရမယ်။ကရင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုကရင်ပြည်သူတွေရှိမှာအာဏာရှိရမယ်။အဲ့ဒီဒေတာမှာရှိတဲ့เนาะအညာမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုအညာပြည်သူတွေရှိမှာအာဏာရှိရမယ်။ ဲ့လိုဖြစ်ဖို့အတွက် Federal Democracy တိုင်းပြည်ဖြစ်မှရမှာလမ်းကြောင်းတွေအကုန်လွဲဝါလို့လွယ်လွယ်လေးเนาะအဲ့လိုဖြစ်နေတဲ့အချိန်မှာအမျော်အမြင်နှဲပါစွာနဲ့เนาะပျက်စီးမဲ့လမ်းကြောင်းဥတည်ပြီးပြောတဲ့အရာတွေကိုရက်တန့်ကြဖို့အရေးကြီးတယ်ဒါကိုတိလို့ခေါင်းအခုကရင်ခေါင်းဆောင်တွေကလည်းဒလိုမျိုးတွေဖြစ်လာမဲ့တိလို့ချက်ချင်းစာထုတ်ပြီးတော့ဒီကိစ္စကိုဟန့်တားတာဒီပေါ်မှာအားလုံးနားလည်ကြဖို့လိုအပ်တယ်เนาะကျွန်တော်တို့တိုင်းပြည်မှာလက်ရှိအာဏာရှင်စန့်ကျင်လုပ်နေကြတယ် ် KNU တဖွဲ့ထဲနဲ့အာဏာရှင်လွတ်မြောက်ရေးကိုလုပ်လို့ရမလားနော်ဟုတ်တယ်မလားရခိုင်တပ်တော် AA တဖွဲ့ထဲနဲ့ဒီအာဏာရှင်လွတ်မြောက်ရေးကိုလုပ်လို့ရမလားအညာမှာအင်အားကောင်းတဲ့အညာဗမာတွေတစုတည်းနဲ့အာဏာရှင်လွတ်မြောက်ရေးကိုလုပ်လို့ရမလားမရဘူးအားလုံးတတိုင်းပြည်လုံးပါဝင်တဲ့ဒီ is အင်အားကြီးတစ်ခုကိုတည်ဆောက်မှကျွန်တော်တို့ဒီအနေရောက်လာတာလေဒါကိုကျွန်တော်တို့ကထပ်ပြီးတော့ကွဲစိတ်ဝမ်းမဲ့အရာမျိုးကိုလုံးဝဥတီလို့မရဘူးဒါမှသာကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးဟာပန်းနိုင်ကိုရောက်မှာ ဘာဖြစ်လို့ကျွန်တော်တိုင်းပြည်မှာဆရာတွေများတယ်ဗျအဲ့ဆရာတွေကကိုထင်ရန်ကိုပြောရင်းနဲ့အမုန်းတရားတွေပဲဥတီအခုလိုမျိုးတွေနော်အောက်မှာလူမျိုးရေးတွေဝင်းကပြောသလိုမျိုးချစ်စိတ်တွေပြင်းထန်ကြတယ်အဲ့ဒီပေါ်မှာလမ်းလွဲဝါးစေမဲ့ဇကားတွေအပြက်ဖက်ကိုဥတည်မဲ့ဇကားကျွန်တော်ပြောလို့မရအောင်ဘုချုပ်ထုံးမြတ်နိုင်ရခိုင်တက်တော်စတင်တီထောင်တဲ့အချိန်နဲ့အခု2021ຫນွေဥတော်လိုင်းရေးမှာပြောတဲ့ဇကားဘာကွာွားလဲရခိုင်တက်တော်အေးရတိုင်းပြည်လုံးအတွက်ဆိုတဲ့ဇကားကိုထည့်ပြောပြီးတော့ဘာဖြစ်လာလဲဖက်ဒရယ်ဘက်ကိုဥတည်ပြီးပြပေးခဲ့ တချိန်ကရခိုင်တပ်တော် AA ဆိုတာအဖမ်းရခိုင်နိုင်ငံထူထောင်မယ်ဆိုပြီးတော့ Confederate မူကိုဒီလိုချပြရတယ်။ဒါပေမဲ့ခေတ်ကာလအနေထားရကျွန်တော်တို့ကလိုက်လျောညီတွေ့တဲ့အရာကိုတွားမယ်ဆိုတော့ခေါင်းဆောင်တွေအကောင်းကောင်းတည်တယ်။အဲ့တော့ခေါင်းဆောင်တွေအရှိကဘာလုပ်လဲဆိုတော့ကျွန်တော်တို့နောက်လိုက်တည်သူတွေကနော်အနက်အပားရှိဖို့လိုအပ်တယ်။ငါတို့ခေါင်းဆောင်တွေဘလို့ညှင်းညွှန်းကြလဲ။နော်ရခိုင်ခေါင်းဆောင်မဟုတ်ထုံးမြတ်နဲ့ရခိုင်ပြည်သူတွေပဲဒီချိန်မှာခေါင်းဆောင်ပုတ်တော့ဘူး။တနိုင်ငံလုံးအတွက်သူကခေါင်းဆောင်ပဲ။ပုတ်ထုတ်ခွန်မော့ ကြင်ပြည်သူတို့ပဲခေါင်းဆောင်မဟုတ်တော့ဘူးတတိုင်းပြည်လုံးတို့ပဲခေါင်းဆောင်မယ်ထို့တူပဲ TNN ရဲ့ခေါင်းဆောင်တွေနော် TNN တွေတခုနဲ့ပလောင်တွေအတွက်ပဲခေါင်းဆောင်မဟုတ်တော့ဘူးတတိုင်းပြည်လုံးတို့ကခေါင်းဆောင်တွေကျွန်တော်တို့ Federal အနာဂတ်တပ်မတော်မှာအဲ့ဒီခေါင်းဆောင်တွေအားလုံးဟာနော်ကရင်ဆိုလည်းဒီလိုပဲကရင်ခေါင်းဆောင်တွေမွန်ဆိုလည်းဒီလိုပဲဒီခေါင်းဆောင်တွေကအရေးချင်းကြီးတဲ့လူကဟက်ဒီရဲ့ Federal တပ်မတော်မှာဦးဆောင်ရမယ်ကိုပြည်နယ်ကိုလွတ်လပ်စွာပြည်နယ်နဲ့ကိုက်ညီတဲ့ဥပဒေတွေချမှတ်ရမယ်ပြည်နယ်ဖွဲ့စည်းပုံရှိမယ်ဒါမျိုးတွေတွားကြမှာကိစ္စ ါကိုကျွန်တော်တို့ကဝိနည်းကပြောသလိုမင်းရပလောင်မင်းရ KIA မင်းရကချင်းလာမင်းနဲ့ငါနဲ့နေရာခွဲမယ်သွားပြီကျွန်တော်တို့အအပွားစစ်ကောင်စီကဘယ်လိုလဲခြာဟိခြာဟိခြာဟိလောက်မှာနော်သူများလက်ခုပ်တီးခံရမယ်ဘဝကိုမယူကြနဲ့ကျုပ်တို့ကိုယ်တိုင်ရန်သူကိုလက်ခုပ်ပြီးပြီးဖမ်းရဘဝကိုယူကြပါဒါလောက်ဆိုအားလုံးတဘောပေါက်မယ်ထင်ပါတယ်ဒါကြောင့်မို့လို့နော်ကြောက်ခိအတွေးခေါ်ကြောက်ခိအယူအဆတွေကိုရှောင်ချကြပါ အာနာရှင်ဘက်ကလူတွေကခမားတို့ကျွန်တော်တို့တိုက်နေတာတနတ်တစ်ခုတည်းမဟုတ်ဘူးနော်တနတ်တစ်ခုတည်းတိုက်နေတယ်မထင်နဲ့လူမျိုးရေးဘာသာရေးတတ်ချို့တွေးခွဲမှုမျိုးစုံနဲ့တိုက်နေတာနော်အဲ့ဒီဟာကိုကျွန်တော်ပါပါနဲ့နဲ့ရှိဖို့လိုတယ်မင်းအွန်လိုင်းထွက်ပြောမှရန်သူလို့မထင်နဲ့နော်တော်လန်ရေးမှပျက်စီးရပျက်စီးကြောင်းလောက်တဲ့သူမှန်တယ်မြရန်သူပဲအဲ့လောက်ကိုကျွန်တော်လောက်လဲခမားတို့ကျွန်တော်ရန်သူလို့သတ်မှတ်လိုက်ကျွန်တော်တို့တွေဒီကာလမှာစီးလုံးရမယ်ညီညွတ်ကမယ်ဒီအာနာရှင်လွတ်မြောက်ရေးကိုအဓိကနံပါတ်1ထားရမယ် အာနာရှင်လွတ်မြောက်ပြီးပြီလားကျွန်တော်တို့ဖက်ဒရယ်တိုင်းပြည်အတွက်မျှတတဲ့နီလန်းတွေနဲ့မျှတတဲ့ဥပဒေတွေမှန်ကန်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်အောင်လုပ်ပြီးဆက်သွားမယ်ဆိုရင်အမေရိကန်ကိုကြည့်လိုက်ဗျာနော်အမေရိကန်ပြည်သူတွေကရှင်းရှင်းပြောရရင်တော့အခုကြည့်စံနှပြပေါ်မှာဘလောက်ရုံရင်းစံကဖြစ်နေမြန်မာနွေဦးတော်လန်ရေး2021မှာဘလောက်စီကံပြေဝခဲ့ရန်ကုန်မြို့မန္တလေးမြို့နေပြည်တော်ကစီကံပြေဝခဲ့တာမဟုတ်ဘူးနော်တိုင်းရင်းသားဒေသတွေမှာရှိတဲ့မြို့တွေကြည့်လိုက် ဆန္ဒပြတဲ့နေရာမှာဘလောက်ကျွန်တော်တို့နေစည်းကမ်းပြည့်ဝခဲ့အဲ့ဒါဟာကျွန်တော်တို့ပြည်သူရဲ့အတန်ဖို့ဒါကြောင့်မို့လို့ကျွန်တော်တို့တွေအမေရိကန်နိုင်ငံလိုမျိုးထက်တာတဲ့တိုင်းပြည်တစ်ခုကိုတည်ဆောက်လို့ရတယ်အဓိကပါလေညီညွတ်ရေးကိုလာဦးစားပေးကြပါဒီလိုမျိုးပြိုကွဲစေမယ့်အရာတွေအချင်းချင်းအမုန်းပွားစေမယ့်အရာတွေကိုရှောင်ချားကြပါလုံနေတဲ့လူတွေကိုလည်းတားဆီးကြပါကျွန်တော်တို့ရင်ဆိုင်ရတဲ့ရန်သူကအင်မတန်ကောက်ကြစ်ရုပ်မာတဲ့ရန်သူပဲဖြစ်တယ်ဒါလေးကို တတိယကြပါလို့ကျွန်တော်ညီကိုမောင်တို့ရဲ့အားလုံးကိုမေတ္တာရက်ခံပါတယ်ကျွန်တော်အခုဒီနေ့ပြောပြတဲ့အရာတွေဆရာလှုပ်တာမဟုတ်ပါဘူးခွနစ်ကပြောစလို့ကျွန်တော်တို့နိုင်ငံသားတွေကလူမျိုးချစ်စိတ်ဘာသာချစ်စိတ်အယံပြင်းထန်ကိုလူမျိုးအတွက်ကိုဘာသာအတွက်ဆိုရင်ဘာမှလာမလို့လဲဆိုလိုဟာမျိုးအဲ့ဒီအပေါ်မှာရန်သူကကောင်းကောင်းအတုံးချွာတာကိုခံမှာဆိုလို့ကျွန်တော်တို့အပြုတ်ဘောဆောင်ပြီးတတိပေးတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တင်ပြပေးခဲ့တာတွေကိုအားရမယ်လို့ပြောလင်ပါတယ်စောင့်ကြည့်ကြည့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။တော်လံမျိုးတို့ရေးစီချမ်းသာပြီးကိုကျမ်းမာကြပါစေ။